လူအောင်လူအဖွဲ့ကြီးဆိုတာဒီဘုရားလုံးကြီးရနေတာပေါ့ဘုရားဘာဝနာစကားမို့လူအောင်လူအဖွဲ့ကြီးဆိုတာမတရားမှုဆိုတာလည်းရှိတတ်တာပဲအလိုက်တဲ့ကြီးတဲ့လူအလိုက်ကြီးမှုဆိုတာလည်းရှိတတ်တာတိုးတော့တဲ့ုံဝင်ရှိမှရတယ်ဟာတဲ့ုံနဲ့လွန်ကဲပြီးတော့လွန်လွန်ကဲမှုမတရားမှုတွေလုပ်မတရားချင်းချောက်မှုတွေမတရားခိုင်းချင်မှုတွေအရမလုပ်မှုလူအဖွဲ့ကြီးတရားအရမဘုံကြီးလို့ အဲ့လိုဖြစ်လာဆိုလူတွေတင်းကြီးမခံနိုင်တော့ဘူးဘလို့မင်းကြီးဒီသဘောကပေါ်လွင်းနေတယ်ထင်ရှားနေတယ်အနေထားမှာရှိနေပါတယ်အဲ့တော့အဲ့ဒီလိုအနေထားမျိုးကိုယ်တိုင်ခံစားရတယ်ခုပတ်ဝန်းကျင်မှာလည်းမြင်တွေ့တယ်ဥပမာအခုမီဒီယာတွေမှာနောက်ထူရတဲ့ဟာပါလဲဆိုတော့ဒီအတန်တွေဟာဒီဥပမာအရက်ဘီအတန်တွေကို VOA အတန်တွေကို BBC အတန်တွေကို TVB အတန်တွေကိုဒီတန်တွေပြည်သူအတန်တွေပါပါနေတယ် ဲ့တော့ဒီ VB ကိုနောက်တောင်ကြည့်လိုက်လို့ကြည့်ရင်ဒီလိုအတန်နေဟိုသူ့ရုပ်တွေပါတွေ့နေရအောင်အရင်ကဆိုလို့ရှိရင်လက်သမားကမခံနိုင်လို့ထုတ်ပြောတဲ့အာဟုအဲ့ဒါမျက်နှာပုံညာမျက်နှာမှာအကွက်တွေနဲ့ပိတ်ထားတယ်အခုဒီ VB မှာသွားကြည့်ပါအဲ့ဒါပြည်သူကမကြောက်လို့မျက်နှာကြီးကိုအဲ့အထင်းသားအစင်းသားကြီးပေါ်နေတယ်ဟုတ်လားအဲ့ပုံကြီးနဲ့ပြပြီးတော့ထုတ်ပေါ်ပြောနေသူ့ရဲ့မျက်နှာချစ်တီခံစားချစ်တီဒုက္ခဒုက္ခတွေကျွန်တော်ကဟုတ်လားဒီအာနာရှင်စနစ်ကိုဆန့်ကျင်နေတာ အနာရှင်စနစ်ကိုဖြိုလဲဖို့အတွက်ဟလာရုံးကန်တဲ့အပြည်သူရဲ့ဒီအထုပ်မှာရှိနေတဲ့အဆိုင်နဲ့အခဲနဲ့ဟလာဒုနဲ့ဒင်နဲ့ကိုရှိနေတယ်အဲ့ဒီဒုနဲ့ဒင်နဲ့ရှိနေတဲ့ဟာကိုဟလာမပေါ်အောင်လုပ်မှာကအစစိုးရလုပ်မယ်ဟလာသူ့ရဲ့ထောက်လိုင်းကြီးလိုဟလာသူ့ရဲ့အင်အားနဲ့ဟလာဖြိုခွဲမှုအားတွေနဲ့သူ့ရဲ့ချင်းကြောက်မှုအားတွေနဲ့ဟလာလုပ်မယ်တိုးတော့ဘလောက်ပဲလုပ်လို့တနေ့တခြားပြည်သူရဲ့အခြေအနေတော့မှမဟုတ်ဘူးလေဟလာမတရားမှုအခြေအနေကအပြင်းတော့ ဒီရန်အိုးအကွဲအောင်လုပ်မှာပဲလို့ကျွန်တော်လည်းယုံတယ်အဲဒါဘာမပြည့်ရဲ့လက်ရှိရှိနေတဲ့နိုင်ငံအခြေအနေပဲအဲရန်အိုးကြီးအောင်မှာတော့မိရတော့တော်ကြိုင်းမိသားတစ်စားဝင်ထိုးလိုက်တော်ကြိုင်းမိသားကိုအဲဂျင်းလိုက်ဆိုတာမျိုးကြီးတော့လောက်ကောင်းလုပ်မယ်တိုးတော့ရန်အိုးကတော့ရန်အိုးပဲကြည့်နေတယ်အဲရန်အိုးအောက်မှာလည်းသူကလည်းရန်အိုးပတ်လည်ပါလေအဲမိသားတွေကဟိုကပြည့်ဒီကပြည့်ဟိုကထိုးဒီကထိုးနေတော့မိသားတွေပေါ်လာတော့မယ်အနေထားရှိတယ်လို့ကျွန်တော်တော့ထင်မြင်တယ် အဲ့တော့ဒီနေ့ဘောမပြီးရဲ့အချင်းကိုသုံးသပ်ကြည့်ပါဆိုလို့ရှိရင်တက်ကဘာလဲဘောမပြီးရာပေါက်ပွဲလူအနေထားမျိုးရောက်နိုင်ငံရေးအဖြစ်ဒါကြီးပွားရေးအဖြစ်လူကြီးအဖြစ်ဟုတ်လို့ဖြစ်နေတော့ကအဲ့ဒီပေါက်ပွဲမှုအချင်းတွေကိုဟုတ်လားဒီမိတို့ပင်နဲ့ရောက်တဲ့ကဘာဝန်လုံးရဲ့အနာချင်းစနစ်ဂျူလေးတိုက်ပွဲတွေစံကြီးတိုက်ပွဲတွေလက်ဂျူဒီခနာပေါ်တော့တိုက်ပွဲတွေရဲ့ခရက်တီကလည်းဘမပြီးပါသူ့ချက်ပြီးတော့ပြန်ပွားလာနေတယ်အဲ့ဒါကြောင့်ကျွန်တော်ဘာပဲပြောပြောတိုက်ပြီးဟာဟုတ်လား အေးချမ်းချမ်းဖြစ်အောင်လို့အေးချမ်းပြဿနာများကိုဖြေရှင်းနိုင်ပြီဆိုရင်တော့ဒီအစိုးရပဲခေါ်ဖို့ဒီအစိုးရတဖြစ်လဲအစိုးရပဲခေါ်ဖို့ဟုတ်လားအဲဒီလာမဲ့အစိုးရဒီတန်ကြီးပြဿနာများကိုနိုင်ငံရေးပြဿနာများကိုဟုတ်လားဒီလွတ်တော်ပြင်ပမှာရှိနေတဲ့နိုင်ငံရေးအားစုကြီးဘုံကြီးတိုက်ခိုက်အားစုကြီးလည်းပြည်စုံချွေးပြီးတော့ညီညာရေးအဖြစ်ရှာဖို့အကုန်ကြီးရောက်ပြီးတော့ ကျွန်တော်ပြောပါတယ်ဒီနည်းကကျွန်တော်ဒီဒီအန်ရည်ကြီးအနေနဲ့ပြောလာနိုင်တယ်ဒီမှာလည်းဒါသာလေကျွန်တော်ပုံမှန်ရဲ့လက်ရှိနေနေဖြစ်တယ်လို့ပြောတယ်